င်္ဂလာပါရှင်။ Last Talk The New Channel ကနေကြိုဆိုပါရစေ။မန္တလေးငလင်လို့ပဲခေါ်ဝေါ်တုံးဆွဲဖို့စစ်ကောင်စီတက်မှန်။အခုပြောပြမှာကတော့စစ်ကောင်စီကနေဇိုးဝါးတဲ့ငလင်ဘေးဒဏ်ခံနေရသူတွေကိုမျက်ကွယ်ပြုပြီးမန္တလေးငလင်ဆိုတဲ့အခေါ်ဝေါ်တစ်ခုကိုပဲတုံးဆွဲရမယ်လို့ထုတ်ပြောလာပါတယ်။ အစိုးရဆုံးသမိုင်းဝင်ငလင်ကြောင့်၁၀ရက်အတွင်းတေးဆုံးသူ3600ဦးထိ မြင့်တက်လာချိန်မှာပဲစစ်ကောင်စီပြောခွင့်ရသူဘူချုပ်စောမင်းထွန်းကယမနစ်ဧပြီ9ရက်ညပိုင်းမှာပြောကြားလာတာဖြစ်ပါတယ်စစ်ကောင်စီရဲ့အာဏာသိမ်းထားမှုကြောင့်ကယ်ဆယ်ရေးမလုံလောက်ပဲအပြည့်အစည်အလွန်ကြီးခဲရတဲ့သမိုင်းဝင်ငလင်ကြီးကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်တုံးဆွဲကြဖို့အဆောက်အုံအောက်မှာပဲရှိနေသေးတယ်ပြည်သူအလောင်းတွေကိုမျက်ွယ်ပြုတ်ပြီးဘူချုပ်စောမင်းထွန်းကပြောလိုက်တာပါ ဒီနေ့2025ခုနှစ်မတ်လ28ရက်နေ့နေ့လယ်12နာရီ50မိနစ်မှာမန္တလေးမြို့မြောက်ဖမ်း23မိုင်အကွာကိုဗဟုပြုပြီးမြန်မာနိုင်ငံအတွင်းအင်အားရစ်ချစ်စတာစကေခွန်တဒမခွန်အဆင့်ရှိတဲ့ငလင်ကြီးလောက်ခတ်ခဲ့တယ်လို့စစ်ကောင်စီကငလင်လောက်ခတ်ပြီးမိနစ်ပိုင်းအကြာမှာပဲထုတ်ပြန်ထားပါတယ်။ဒီငလင်နဲ့ပတ်သက်ပြီးဗိုလ်ချုပ်စောမင်းထွန်းကမတ်တမ်းပြုစုရာမှာနောက်တစ်ခုကဖော်ပြချက်တွေဖော်ပြရာမှာညီညွန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန်အတွက်မန္တလေးငလင်ကြီးဟုတမတ်ခေါ်ဝတုံးဆွဲသားမှာဖြစ်ကြောင်းဒါအတိပေးထုတ်ပြန်အပ်ပါတယ်လို့ပြောပါတယ်ဆက်လက်ပြီးစစ်ကောင်စီအမိန့်ကိုမလွန်ဆန်နိုင်တဲ့မီဒီယာတွေသူတို့ဩဇာခံမီဒီယာတွေနဲ့ပြည်တွင်းမှာအရှိစိုက်ထားတဲ့မီဒီယာတွေအနေနဲ့မန္တလေးငလင်လို့ပဲညီညွန်းရေးသားကြဖို့လေသူကတပါတဲ့ထည့်သွင်းပြောကြားတခဲ့ပါတယ်ဒီငလင်ကြီးဟာသခိုင်းတက်ရွကြောပေါ်ကနေလောက်ခတ်ခဲ့တယ်လို့ပညာရှင်တွေက တပြိုင်တည်းတမထကြပေမဲ့လက်ရှိအချိန်ထိဗဟုချက်ကိုသခိုင်းထဲမှာလားမန္တလေးတိုင်းထဲမှာလားဆိုတာကိုဒီဟာဖြစ်နေကြစေဖြစ်ပါတယ်။ဒီလိုအမြင်ကွဲနေကြတာနဲ့ပတ်သက်ပြီးမန်းမြုတ်ခန့်အမျိုးသားတဦးပြောတာကတော့အားလုံးကတော့ရေခါအင်းအကျော်ကကြောက်တာရွာကိုဗဟုပြုလောက်ခတ်ခဲ့တယ်လို့ပြောနေကြတယ်။အဲ့ဒီကဒေသခံတွေရောပေါ့အဲ့ဒီရွာကသခိုင်းတိုင်းထဲမှာပါဒီတော့သခိုင်းငလင်လို့ခေါ်ရမှာပေါ့ကျွန်တော်လည်းဒီလိုပဲလက်ခံထားပါတယ်လို့ပြောပါတယ်။ စစ်ကောင်စီကမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်တုံးဆွဲဖို့တက်မှတ်လိုက်ပေမဲ့အလွတ်တန်မိုးလေဝသနဲ့ငလင်ပညာရှင်တချို့ကတော့သခိုင်းငလင်လို့ပဲခေါ်ဝေါ်တုံးဆွဲနေကြတာကိုတွေ့ရပါတယ်။တချို့လည်းသခိုင်းမန္တလေးငလင်လို့ဥပတ်လို့ခေါ်ဝေါ်တုံးဆွဲရေးသားနေကြတာတွေ့ရပါတယ်။ထို့အထက်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့စစ်ကောင်စီဘက်ကမထုတ်ပြန်ခင်အချိန်အထိသခိုင်းငလင်ကျော်ပေါ်ကနေလောက်ခတ်ခဲ့တဲ့ဒီငလင်ဟာသခိုင်းတိုင်းထက်က ရေခါအင်းအနီဗဟုပြုလောက်ခတ်ခဲ့တာဖြစ်တယ်လို့သူ့ရဲ့လူမှုကွန်ရက်တစဉ်ငလင်လောက်ခတ်အပြီးနောက်ရက်မှာပဲပြောကြားထားပါဗျ။မတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့အင်းအပြင်းငလင်ကြီးကြောင့်သခိုင်းတိုင်းအတွင်ငလင်ပြက်ရွေကြောကြောင့်နေသားအံလွယ်မှုမှာနပေကနေ15ပေအထိဖြစ်ပေါ်ခဲ့ပြီးညီလွာအက်ကွယ်ကြောင့်အလျားဟာတောင်မြောက်ကိုမှန်ခန့်အထိရှိတယ်လို့ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမနေ့ဧပြီ9ရက်ကပြန်လည်ဝေမျှထားပါဗျ။ ဒီဖြစ်အပြင်းကလင်ကြီးကြာမတ်လ28ရက်ကနေဧပြီ9ရက်နေ့အထိ17ရက်အတွင်းတည်ဆုံးသူ3600ဦးဒဏ်ရာရရှိသူ9019ဦးပျောက်ဆုံးသူ160ဦးရှိပြီဖြစ်တယ်လို့ယမနေ့ညပိုင်းကစစ်ကောင်စီပြောရေးဆိုခွင့်ရသူဘိုးချုပ်စောမင်းထွန်းကထုတ်ပြန်ပြောကြားထားပါတယ်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။ငလင်ဘေးတန်ကနေအမြန်ဆုံးပြန်လည်ထူထောင်နိုင်ကြပါစေရှင်။ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။ကျမညိမ့်ပါ။